ကျွန်တော်ဒီနေ့မျှဝေပေးခြင်းနာလေးကတော့ dative date if fashion အကြောင်းလေးပဲဖြစ်ပါတယ်။အဲဒီ date if fashion ကဆိုရင်ကျွန်တော်ဒီမှာရိုက်ကြည့်လိုက်မယ်ပေါ့နော် equal da ဆိုပြီးမှရိုက်ကြည့်လိုက်ရင်သူရဲ့ဒီထဲမှာ date if fashion အကြောင်းမပါပါဘူး။ ဒေး inflation နဲ့ပတ်သက်တဲ့ပုံစံလေး formula လေးပေါ့နော်ပုံစံပြမလာပါဘူးကျွန်တော်တို့စုံအောင်ရိုက်လိုက်မှလာလျင်ဒီမှာကွင်းစားကွင်းပိတ်လေးနဲ့ပြလာတယ်ပေါ့နော်ဒီမှာကွင်းစားကွင်းပိတ်လေးထဲမှာကျွန်တော်တို့ရဲ့ sentence ကိုရိုက်ထည့်သွားမှာပါပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာ date ဆိုရင်လည်း date function လေးကိုကျွန်တော်တို့ရိုက်လိုက်ပြီး DA လို့ရိုက်လိုက်တဲ့တဲ့ပြိုင်နဲ့အောက်မှာလေ date နဲ့ sign နဲ့ function လေးတွေ သူနဲ့ပေါ့နော်သူရဲ့ပန်စင်လေးတွေကြလာပြီဒီမှာတော့ကျွန်တော်တို့ရိုက်လိုက်ပြီဆိုရင်လေရီယာမန်ဒေးဆိုပြီးတော့ဒီမှာလေးပေါ့နော် ပြပေးတယ်ဒါပေမဲ့ date ဟိုမှာရီယာမန်ဒေးဆိုပြီးပြပေးတယ်ကျွန်တော်တို့ဒီမှာ day ဆိုရင်လေ day ပေါ့နော် serial number ဆိုပြီးတော့မှသူကပြပေးတယ်ဒါပေမဲ့ date function မှာတော့သူကအဲ့လိုမပြပေးဘူးကျွန်တော်တို့ဘာလို့ကျွန်တော်တို့ပဲရိုက်ထည့်ရမှာပေါ့နော်အဲဆိုတော့သူ့ရဲ့ syntax လေးကိုတော့ကျွန်တော်ဒီမှာရေးပေးထားပါတယ်ဒီလိုမျိုးရေးရမှာလဲဆိုတော့ date dative ပေါ့နော် dative အပြီးတော့ static and date your unit ပေါ့နော်စတဲ့နေ့ဟို start date ဆိုတာကတော့စတဲ့နေ့ပေါ့နော် end date ဆိုတာဆုံးတဲ့နေ့ဆုံးတဲ့နေ့ unit ဆိုတာကတော့ဒီလိုဒါလေးပါရီယာရဲ့ man ရဲ့သူက unit က6မျိုးရှိပါတယ်ရီယာ man day ပေါ့နော်ဒါ day ဒါကတော့ ym ဆိုတာကကြတော့ year man ပေါ့နော် year date MD ပေါ့နော်ရီအရီးအားကတော့ပြတ်တဲ့နှစ်ကိုပြပေးပါတယ်ဥပမာ10နှစ်စမ်းနေ10နှစ်နဲ့10လ10ရက်ဆိုရင်ကျွန်တော်10နှစ်ကိုပဲပြပေးမှာပါ10လနဲ့10ရက်ကိုသူမပြပေးပါဘူးမှန်ဆိုရင်လည်းအတူတူပါပဲကျွန်တော်တို့မှန်နဲ့ပြလို့ရတယ်ပေါ့နော်ဘယ်နှစ်ဖဲရှိရှိမှန်နဲ့ပြလို့ရတယ်ဥပမာ နယ်လကလ300ဆိုရင်လေတနစ်မှာ12လဆိုတော့3နှစ်ဆိုရင်36လပေါ့เนาะသူအဲ့ဆို36လကိုပြက်ပေးမှာ36လကိုပဲပြပေးမှာပါအခုမှာ36လနေဘယ်နှရက်ပို့တာတို့ဆိုရင်တော့ရက်ပို့တွေကိုသူကပြပေးမှာမဟုတ်ပါဘူး day ကတော့ day အနေနဲ့ပြပါမယ်ဥပမာတနစ်မှာ365 3နှစ်ဆိုရင်ရက်900ကျော်သူကအဲ့လားရက်နဲ့ပြပေးလို့ရတယ် ဒါရီယာမန့်ဆိုတာက YM ဆိုတာတော့ပေါ့နော်အဲ့ဒီနှစ်ကပို့တဲ့လတွေကိုပြပေးတာပါဥပမာတစ်နှစ်နဲ့10လဆိုရင်သူကရီယာ Y ဆိုရင်တော့တစ်နှစ်ကိုပဲပြပေးပြီးတော့ရီယာမန့်ကတော့ YM ဆိုတဲ့ဟာကတော့ဟို10တစ်နှစ်နဲ့10လဆိုရင်သူက10လကိုပြပေးပါတယ် YD ဆိုတာကတော့ဥပမာဟို10နှစ်နဲ့9ရက်ဆိုရင်သူက10နှစ်နဲ့9ရက်ဆိုရင်အဲ့ဒီ9ရက်ပို့နေတဲ့9ရက်ကိုပြပေးပါတယ် MD ဆိုတာကတော့ဥပမာ10လနဲ့10ရက်ဆိုရင် င်သူကပိုနေတဲ့ဆယ်ရက်ကိုလာပြပေးပါတယ် အဲဒါလေးတွေကတော့သူ့ unit လေးတွေပါအဲ့ဒါဆိုကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါပေါ့နော် BOD bus or date ပေါ့နော်ဟိုငွေတဲ့ခုနှစ်လေးကိုထည့်ထားပေးတယ်ကျွန်တော်တို့ today နဲ့တွက်မယ်ပေါ့နော်အဲ့မှာ today နဲ့တွက်မယ်ဆိုရင်ဒီမှာ equal today ပေါ့ကျွန်တော် today ကိုရိုက်ထည့်ထားလိုက်မယ်ဆိုရင်ဒီ today လေးကသူ့ဟာအနုတူပုံမှန်ပြောင်းနေမှာပါပြောင်းနေမှာနှက်ဖြန်ဆိုရင်နှက်ဖြန်ရဲ့ date ဖြစ်သွားမှာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ရဲ့ result လေးကအမြဲတမ်း up to date ဖြစ်နေမှာပါကျွန်တော်ဒီတိုင်းပဲဒီမှာဆိုရင် today လို့ရိုက်ထည့်လိုက်မယ်ပေါ့နော်ဒီနေ့21ရက်ဆိုတော့21ရက် ဆိုပြီးပြနေတယ်ဒီမှာဆို equal ပေါ့နော် equal date dat d if date this လို့ရိုက်လိုက်မယ်ပြီးရင် start date start date ကဒီမွေးတဲ့ခုနှစ် pod ဟိုမွေးတဲ့နေ့ပေါ့နော်အဲ့ပြီး comma end date အဲ့ပြီးကျွန်တော်ဗာနဲ့ပြမှာလဲဆိုတော့ဒီ y n နဲ့ y နဲ့ပြလိုက်မယ်ပေါ့နော် enter ခောက်လိုက်မယ်ဆိုရင် तू က50နှစ်50နှစ် तू ကရက်အနေနဲ့လအနေနဲ့ဆိုရင်900နဲ့နှစ်လရက်အနေနဲ့ဆိုရင်1900နဲ့300 ပိုတဲ့လဆိုရင်နှစ်ကနေပိုတဲ့လဆိုရင်10ရက်ရှိတယ်ဆိုတော့40တနည်းနဲ့သူကပေါ့နော်နှစ်ကနေပိုတဲ့လဆိုရင်10ရက်ပေါ့အဲ10ရက်ဒီမှာဆိုရင်နှစ်ကပိုတဲ့ရက်ဆိုရင်325ရက်ရှိရယ်လကပိုတဲ့ရက်ဆိုရင်ရက်20ရှိတယ်ပေါ့နော်အဲတော့ဒီမှာ formula လေးကိုရေးပြပါမယ် equal formula test လေးခေါ်ခဲ့မယ်ပေါ့နော်ကြည့်လို့လွယ် formula test ဒါကတော့ ဒီပုံစံလေးပေါ့နော်သူ formula test ကဒီပုံစံလေးပါဒါဆိုလို့ရှိရင်လည်းဒီပုံစံလေးပါအဲ့ဆိုတော့ဒါကကျွန်တော်တို့ဒီမှာပေါ့အဲ့ဆိုရင်ကျွန်တော်ကဒီဝန်တန်းရဲ့ပေါ့နော်ဒီသူ့ရဲ့ယနေ့အချိန်ထိရောက်နေမဲ့သူ့ရဲ့အသက်ကိုပေါ့နော်ရလာနေတဲ့အတိအကျသွတ်တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသွတ်လို့ရပါတယ်အဲဘလို့သွတ်မလဲဆိုတော့ဒီမှာအတိအကျကျွန်တော်သွတ်မယ်ပေါ့နော်နေဒီဘနလာဘနရက်ဆိုတာမျိုးကိုသွတ်သွားမှာဖြစ်ပါတယ်ဒီမှာ equal date အပြင်ကျွန်တော်တို့ဒီမှာ static comma ဆိုပြီးတော့ဒီနေရာမှာဒါကိုယူလဲရတယ်လို့ကျွန်တော်တို့အဲ့လိုမယူဘဲနဲ့ဒီမှာပေါ့နော် today ဆိုပြီးတော့ today function လေး ਨੇ ဒီလိုလေးယူခဲ့မယ်ဆိုရင်လည်းရပါတယ်ကျွန်တော်ဒီမှာဒီလိုလေးယူပြလိုက်မယ်ပေါ့နော် date ပြီးလို့ရှိရင်တော့ကျွန်တော်ကဒီနေရာမှာရရနဲ့အရင်ယူမှာပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ while လို့ရိုက်ထည့်အဲ့လိုရိုက်ထည့်ရမှာအခုကကျွန်တော်ကဟိုဘက်မှာတော့ unit လေးကိုချရေးထားတာပေါ့အခုကရိုက်ထည့်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျက်တောင်အဖွင့်ပိတ်လေးကြားထဲမှာထည့်ရပါမယ် အဲ့ပြီးတော့ဂွေမေးပိတ်လိုက်မယ်ဆိုရင်သူက42နှစ်ရပြီကျွန်တော်တို့ကအဲ့မှာရင်ရက်တည်းယူအောင်လကိုယူအောင်မယ်ပိုတဲ့လဘယ်နှလားရှိလဲဆိုတာတွက်အောင်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ enzyme လေးနဲ့ဆက်လိုက်မယ်ပေါ့နော် enzyme လေးနဲ့ဆက်ပြီးရင်လည်းအဲ့ formula လေးကိုကျွန်တော် spray တစ်ချက်လေးချားလိုက်မယ် spray တစ်ချက်ချားပြီးမှရေးမယ်ပေါ့နော် spray တစ်ချက်ချားပြီးမှမရေးရင်လည်းပူးနေမှာဆိုလို့ပေါ့ကျွန်တော်ဒီမှာဆိုရင်တစ်ချက်မချားခင်အရင်ရေးပြမယ် DATED data if အဲ့ဒါဆိုပြီးတော့မှကျွန်တော်တို့ static က ဒီမှာ and date ကတော့ today ပေါ့နော် today ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်မယ်အဲတော့မှာပြီးတော့ကျွန်တော်ပြမှာကနှစ်ကပိုတဲ့လကိုပြမှာဖြစ်တဲ့တဲ့ YM ပေါ့နော်အဲဆိုပြီးတော့ queen လေးပိတ်လိုက်မယ်ဒီမှာဆိုရင်41 1တွေဖြစ်ကုန်ပြီပေါ့နော်အဲဆိုကျွန်တော်ကဒီကြားထဲမှာဗာလေးထည့်လိုက်မလဲဆိုတော့အဲဒါပြီးသွားပြီဆိုရင်ကျွန်တော်ထည့်ခြင်းနဲ့ရပေါ့နော် YR ဆိုပြီးတော့ရရစလို့ထည့်မယ် 51ရက်နောက်မှာရေးရလို့ထဲမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒါပြီးတော့မှအန်ဆက်မယ်ပြီးရင်တစ်ချက်လေးစပိတ်လေးချားလိုက်မယ်ကျွန်တော်အဲ့ဒါပြီးလို့ရှိရင်ဒီမှာလည်းအန်ဆက်မယ်အဲ့ပြီးရင်တလွေရေးမယ်စပိတ်လေးတစ်ချက်ချားလိုက်မယ်မှန်ပေါ့နော် M O N T H မှန်ပေါ့အဲ mans လို့ရေးမယ်စပိတ်လေးတစ်ချက်ချားပြီးမှရေးမယ်ဒီရေးရမှာလဲကျွန်တော်စပိတ်လေးတစ်ချက်ချားလိုက်မယ်ဒီနောက်မှာလဲစပိတ်လေးတစ်ချက်ချားလိုက်မယ်အဲ့ပြီးရင် enter ခောက်လိုက်မယ် ဒီမှာဆိုရင်52နှစ်နဲ့10လပေါ့နော်52နှစ်နဲ့10လရှိသွားပြီအဲဒီမှာဒီမှာခြားထားလေးတွေကလည်းသူ့ဟာလေးနဲ့သူအခြားလေးတွေပေါ်လာပြီပေါ့နော်အဲ့ပြီးတော့နောက်တစ်ခုကျွန်တော်က day တွေ့အောင်ပါဘယ်နှရက်ရှိပြီ52နှစ်နဲ့10လဟုတ်ပြီဘယ်နှရက်ဆုံးနေပြီလဲဆိုတာလေးကိုတွက်မယ်ဆိုရင်နောက်ထပ် date တဲ့ and function n လေးနဲ့ဆက်လိုက်မယ်အဲပြီးတော့ date တဲ့ဒီမှာ display လေးတစ်ချက်ချလိုက်မယ်ပေါ့နော် date if စတေးလေးတစ်ချက်ချတာကတော့ကျွန်တော်ကခြားပြီးရေးခြင်းလို့ချတာပေါ့เนาะအပြီးကျွန်တော်ဒီမှာသွားမမတ်တော့ပဲလဲ L3 ရယ်အပြီးတော့ today ရယ်ပေါ့เนาะကျွန်တော်ရိုက်ထည့်လိုက်မယ်ကောမ unit ကတော့ဒီမှာကမန်ကနေပိုတဲ့ရက်ဖြစ်တဲ့အတွက် MD ပေါ့เนาะ MD လို့ရမယ်ခွင်းလေးပိတ်မယ်ပြီးရင်လဲကျွန်တော်ကဒီမှာ unsigned လေးနဲ့သူ့ကိုလဲ day လို့ပေါ့เนาะ day လို့ရေးလိုက်မယ်အဲ့ဒီ ဒီမှာဆိုရင်40တနည်း10လားနဲ့ရက်20ပေါ့ဒီနေရာမှာကျွန်တော်ကစပေးလေးတစ်ချက်ချလိုက်ဦးမယ်ဒေးကိုလည်းတူတူလိုနည်းနည်းလေး꿰သွားဒီမှာဆိုရင်41တနည်း10လား20ရက်ပေါ့နော်ဒီမှာဆိုရင်40တနည်း sorry ကျွန်တော်ဒီမှာလေးရယ်စပေးလေးတစ်ချက်ချလိုက်မယ် 42နှစ်10လနဲ့20ရက်ပေါ့ဒီမှာဆိုရင် formula test လေးကိုလည်းကျွန်တော်ခေါ်လိုက်ပါမယ်ကြောင့်ကြည့်လိုက်မယ်ပေါ့နော်အဲဆိုရင်42 0 0ဆိုရင်42နဲ့42 0 0လနဲ့20ရက်ပေါ့အဲ့လိုလေးပြလာပါပြီ ဒီမှာ50နှင်း10လားနဲ့20ရဲ့ဆိုပြီးပြလာပြီပေါ့နော်အဲ့လိုလေးတွက်လို့ရပါတယ်အဲဒီနေရာမှာကျွန်တော်တို့က50နှစ်ဆိုလို့ရှိရင် years ပေါ့အဲ့ဆိုရင် s ထည့်ခြင်းနဲ့ဥပမာတနှစ်ဆိုရင်တော့ s မထည့်ဘူးဟိုတက်ထက်ကြီးနလနှစ်ဆိုရင် s ထည့်မယ်ဟာ month ဆိုရင်လည်းတလဆိုရင်တော့ month ထည့်ဘူးဒါပေမဲ့နလ3လဆိုရင် m ဟာ s ထည့်မယ်ပေါ့အဲ့လိုမျိုးတွေဖြစ်ခြင်းနဲ့ဒီမှာဆိုလဲ day ဆိုတော့အဲ့လိုမျိုးတွေဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ if function နဲ့ formula အရှိကြီးကိုရေးရမှာပါကျွန်တော် ခုရေးပြပါမယ် equal ပေါ့နော် da te d date date this that date ကအဲ that date ကဒီကောင်ပေါ့နော်အဲဆိုကျွန်တော်တော်မရေးလိုက်တော့ဘူးရိုက်လိုက်မယ် and tree ရဲ့အဲ and date ကဟိုပေါ့ m3 ရဲ့ပေါ့နော် comma unit ကကျွန်တော်ကဒီနေရာမှာဟိုပါပေါ့ y နဲ့ပြမှာဆိုတော့ y အဲ့ဒါပြီးလို့ရှိရင်တော့အမ်ပေါ့နော်အဲ့ဒါပြီးရင်တစ်သေးလေးချမယ်အဲ yes ပေါ့အဲ့ဒါနဲ့တော့ဒီလိုလေးပေါ်မှာပေါ့အဲ့မှာကျွန်တော်ကဘာလဲမလဲဆိုတော့ဒီအဖြေဒီပေါ့အဲ့မှာဒီနေရာမှာကျွန်တော်ကဒီလိုမဆက်တော့ဘဲနဲ့ if လေးနဲ့သွားလိုက်မယ်ဒီအဖြေဒီ this တက်ကြီးတယ်ဆိုရင် if ဒီအဖြေဒီ this တက်ကြီးရယ်ဆိုလို့ရှိရင် ဒါလုံးမှာလဲဆိုတော့ banness entity အဖြစ်တက်ကြီးတယ်ဆိုလို့ရှိရင် d အဖြစ်ကိုပဲဆိုရင်ဒီမှာပေါ့နော်ကျွန်တော်ပြန်ရေးလိုက်မယ်နော်ကျွန်တော်ပြန်ရေးပေးလိုက်ပါမယ် equal if data format data if အလုံးမှာလဲဆိုတော့ဒီ static ဒီ static ဒီ m date တို့ဒီ n date တို့ဘာနဲ့ပြမှာလဲဆိုတော့ y နဲ့ပြမှာအဲ y နဲ့ပြလိုက်လို့ရှိရင်သူကဘာလဲဆိုတော့တစ်ထက်ကြီးရင်တစ်နှစ်ထက်ပိုရင်ကျွန်တော်ဘာပြန်ရေးမှာလဲဆိုတော့အဲ့ဒီကောင်ကိုပဲကျွန်တော်ပြန်ရေးပါမယ် data if ဒီကောင်ကိုပဲပြန်ရေးမယ် static က entry m date က m3 ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ပြမှာက y နဲ့ပြမယ် တက်တက်ကြည့်ရင်ဘိုင်းနဲ့ပြမယ်ပြီးတော့ n နဲ့ဆက်မယ်ဘာနဲ့ဆက်မှာလဲဆိုတော့ yrs s ပါတယ် yrs နဲ့ဆက်မယ်ပေါ့နော်အဲတကယ်လို့အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင်ဘာလုပ်မှာလဲဆိုတော့ data if အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင် l3 comma m3 comma အဲ n3 comma ဒီမှာ y ပေါ့နော် y နဲ့ပြမယ် အဲ့ဒီ green သိမ့်မယ်အဲ့ဒီ enzyme လေးလာမယ်ပေါ့နော် enzyme လေးကမယ်ဘာလို့မှလဲဆိုတော့တကယ်လို့တက်တက်မကြီးခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒါမဖြစ်ခဲ့ဘူးဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်က YR နှစ်လို့ပဲရေးမယ်ပေါ့နော်အဲ့ဆိုပြီးကျွန်တော်ခွင်းလေးခက်လိုက်ပါမယ်ဒီမှာဆိုရင်47 years ပေါ့เนาะဥပမာကျွန်တော်ဒီကောင်လေးကိုဒိတ်လေးကိုဘယ်လိုဒီလေးကိုပြင်လိုက်မယ်ပေါ့เนาะ အဲတရက်9လ2024လို့ပြင်လိုက်ရင် sorry 2023ပြင်ရမှာပေါ့နော်2023လို့ပြင်လိုက်မယ်ဆိုရင်1 year 1 year ဆိုရင်သူက YR လို့ပဲပြသွားတယ်ကျွန်တော်ခဏနေတုန်းကလို့ပဲထားလိုက်မယ်1983ဆိုရင်တော့ဒီမှာ S လေးပါသွားပြီပေါ့နော်အဲဆိုနောက်တစ်ခုဆိုရင်လည်း date ဆိုရင်လည်းအဲ့ဒါလို့ဟိုပါပေါ့အမှန်ကိုဆိုရင်လည်းအဲ့ဒါလို့ပဲဒီလို date if function နဲ့တွဲပြီးရေးသွားရမှာပါ ့ပြီးတော့ day ကိုလည်းအဲ့လိုပဲ if function နဲ့တွဲပြီးတော့ပေါ့နော် if function နဲ့တွဲပြီးတော့တက်တက်ကြီးရင်ဆိုပြီးတော့ရေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့မရေးပြတော့ပါဘူး formula အရန်ရှည်သွားဟိုအရန်ကြီးဗီဒီယိုရှည်သွားမှာဆိုလိုပါဒါကတော့ dative function ရဲ့အသုံးပြုနည်းလေးဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်